စင်မမအမြင်မကောင်းအောင်ကနေပေးမယ်လေငါမတီလာလုံးလို့မရှက်ပါဘူးဆိုတဲ့ထက်ထက်ထွန်းထက်ထက်ထွန်းကပုံမလန်းလန်းနေတက်တယ်လို့မမနာလည်းမရှိတာကြောင့်သူ့ကိုချစ်ခင်တဲ့သူတွေကအရင်များပါတယ်လူငယ်တဲ့ရက်ပိုင်းကကျမခဲ့တဲ့စိန်နှန်းတော်ရဲ့ပွဲတစ်ခုမှာတော့ထက်ထက်ထွန်းကစင်မမအမြင်မကောင်းအောင်ကနေတာကြောင့်ဝေဖန်ခံခဲ့ရပါတယ်စင်မမအမျိုးသားပြိသက်ကြောင်နဲ့ကလမကတဲ့အကွက်တွေကိုပခုံးဖက်ပြီးကနေလို့ယူသူမရှက်မြင်သူရှက်ဖြစ်ခဲ့ကြပါတယ်တစ်ဖက်ကအမျိုးသားကလည်းထက်ထက်ထွန်းကိုရှိန်မနေပဲကတယ်လို့သူ့ဘက်ကလည်းအလိုက်တင်ပြန်ကပေးတာကြောင့်ပြိသက်တွေကတော့သဘောကျခဲ့ကြပါတယ် တတထွန်းကစင်မမကတော့လဲလျှောက်ပြခဲ့တဲ့လို့ကောက်ွက်စမ်းနဲ့လည်းကပြခဲ့ပါတယ်တတထွန်းကမိသမီးတယောက်ဖြစ်ပေမဲ့လည်းဒီလိုပြိုအောင်လှုပ်ပေးနိုင်လို့ပွဲကိုလာကြတဲ့ပြိသက်တွေကတော့ပျော်သွားခဲ့ကြပါတယ်ဇကားထဲမှာတရုတ်ဆောင်ကောင်းတဲ့တတထွန်းကဒီလိုလဲကတတာပဲလားဆိုပြီးတော့ပို့ပြီးတော့ချစ်ခင်သွားခဲ့ကြပါတယ် တက်တက်တွင်းကိုပြပြောနေကြက်လို့မင်းသမီးလုံးမဲအစားလူရှင်တော်ပဲလောက်ပါလားလို့တောင်ပြောနေကြပါတယ်။နာမည်ကြီးအလာမဲတယောက်ဖြစ်ပေမဲ့ဒီလိုကနေတာကြောင့်တက်တက်တွင်းကိုအရှက်သိခါထိမို့အတွက်လည်းပြောနေကြပါသေးတယ်။ဒါပေမဲ့တက်တက်တွင်းကတော့ကယူမဆိုင်ပဲငါးပါးဒီလလုံနာကြောင့်လိပ်ပြလုံနေလို့ပြောလိုက်ပါတယ်။တက်တက်တွင်းကကိုကိုကိုယုံကြည်မှုတရားရခိုင်တော့ကြော်သူဖြစ်လို့တော်ရုံဝေဖန်မှုတွေကိုတော့ကယူဆိုင်တဲ့သူမဟုတ်ပါဘူး။သူနဲ့တူတွဲကားတဲ့သူကလည်းအမျိုးသားတယောက်မဟုတ်ပဲ LGBT တယောက်ဖြစ်လို့တက်တက်တွင်းကကရဲတာပါ။စင်နောက်ွယ်ကဘယ်သူမှမမြင်နိုင်တဲ့နေရာမှာကတာမဟုတ်ပဲလူအများရှိမှပွင့်လင်းမြင်သားစွာကတာ ာဖြစ်လို့ချက်ချက်ထွန်းကတော့မဆက်ကြောင်းဖြစ်ရှင်လိုက်ပါတယ်။တချို့သောမင်းသမီးတွေကလူအများရှိမှမြင်ကအောင်နေပေမဲ့လည်းကိုယ်ရမှာရှုံနေတတ်ကြလဲရှိပေမဲ့ချက်ချက်ထွန်းကတော့အဲ့ဒီထဲမှာမပါဝင်ခဲ့ပါဘူး။ ငါးပါးသီလလုံအောင်ဆောင်ထိုင်းနိုင်သူဖြစ်တာကြောင့်စင်မမာကနာကိုလည်းလိပ်ပြာမလုံသူလိုမခံစားမိတာကြောင့်နောက်လည်းကတော့အောင်မှာပါ။ပရိသတ်တွေကတော့ချက်ချက်ထွင်းကိုအလှမဲ့ကြောင်ရဲ့အစင်အတန်းနဲ့ကိုက်ညီစေခြင်းလို့အကြံပေးကြတာပါရှင်။နိုင်ငံခြားကိုတွားရောက်ရှင်မြန်မှုတဲ့အလှမဲ့ဖြစ်ပြီးအမျိုးသမီးတွေရဲ့စံပြဖြစ်အောင်နေသိမိမဲ့ထက်ထက်ထွင်းကတော့စင်မမာတွေအရန်ကဲနေတာကြောင့်စိတ်ပြတ်နေကြပါတယ်။ငါးပါးသီလလုံနေုံလည်းမပြီးသေးပဲဟီရီအုပ်တက်ပါလည်းရှိဖို့လိုအပ်ကြောင်းသူ့ကိုပြောနေကြပါတယ်။တခြားသောနာမည်ကြီးမိန်းသမီးတွေလည်းပရိသတ်တွေနဲ့တွေ့ဆုံတဲ့အခါအင်းတွေပြန်လောက်တဲ့အထိမဖြစ်ပေမဲ့ချက်ချက်ထွင်းကတော့ပြပြ ပြောနေတဲ့တာကြောင့်အားလုံးနဲ့ရင်းနှီးသွားခဲ့တာပါသူကအမှုပညာကြီးပေးထားပြီးတော့ငှားရမ်းထားတဲ့အတွက်ပြည်သက်တွေပြောအောင်ထက်ထထွန်းကဖြောပြပေးတာဖြစ်ပါတယ်တချို့တွေကထက်ထထွန်းကိုတွေးဖို့အတွက်ရဝေးကနေတကူတကလာရောက်ကြတာဖြစ်ပြီးထက်ထထွန်းကလာရကျုံနဲ့အောင်ဖြောပြပေးကြမှာတယ်သူကပွဲငှားပြီး6633နဲ့ပြီးသွားတာမျိုးဖြစ်ရလေအောင်တေချာဖြောပြပေးတာဖြစ်ကြောင်းထက်ထထွန်းကရှင်းပြထားပါတယ်နော် ။ချက်ချက်ထွန်းကိုတော့ပြပြောနေတတ်တာကောင်းကြောင်းပြောနေကြသလိုအလှမဲ့အချင်းချင်းကြားထဲမှာတော့ဝေဖန်နေကြပါရယ်။တကယ်နာမည်ကြီးပြီးအောင်မြင်နေတဲ့အလှမဲ့တွေကဒီလိုပွဲတွေမှာတက်ကားလည်းမရှိပဲတိတ်ခါကိုစောင့်နေကြပြီးအတန်းဝိုင်းဂုံကိုလည်းငှက်ကြပါရယ်။ချက်ချက်ထွန်းကတော့စင်မမကိုင်းနေအောင်ကနေလို့ငွေရရင်အကွက်မျိုးစုံကတဲ့အလှမဲ့မင်းသမီးလို့တောင်မှပြောနေကြပါရယ်။ချက်ချက်ထွန်းကပြပြောနေတက်ပြီးမဲ့ငါမတင်လာကိုတော့လုံအောင်ထိန်းသူဖြစ်ပါရယ်။နုပညာလောကလေးကိုဝင်ရောက်တာကြားပြီးဖြစ်တဲ့အချိန်မှာအရှုပ်ရှင်တဲ့တွေနဲ့လူမှုရေးတဲ့တွေတွေလည်းမကြရပဲသူရဲ့ချစ်သူကိုပဲတစ္ဆာရှိရှိလက်တွဲခဲ့သူပါ။ လူအများရှိမှသူတော်ကောင်းအောင်ဆောင်ပြီးနောက်ကွယ်မှာအရှက်မဲ့ဇာတ်ရီလောက်တတ်တဲ့အရှိအတိုင်းပုံပုံလင်းလင်းနေထိုင်တာကိုပဲတစ်ထက်ထွန်းကသဘောကျပါတယ်။ဒါကြောင့်လဲစင်မော်မာရင်ကလာဖြစ်ပြီးသူ့ရဲ့စီးကိုလည်းအတက်နိုင်ဆုံးစောင့်ထိန်ထားပါတယ်။စင်မော်မာကပြီမဲ့လေငါဘသီလလုံးနဲ့အတွက်လေးပြန်လုံးနဲ့ဆိုတော့တက်တက်ချွန်အပေါ်ပြည့်တဲ့ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါဦးကြီးစုအပ်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်